င်္ဂလာပါကျွန်တော်အောင်ကြည်သစ်ပါဆရာမင်းတင်ရေးသားတဲ့မင်းတင်ရဲ့တက်ခိုင်ကိုအပိုင်း58ဖြစ်ဆက်လက်ပြီးတင်ဆက်ပေးပါမယ်ခင်ဗျာနောက်ဆက်ကြည့်ကြပါဦးအခန်း60နဲ့တပုတ်ဦးတွေကတက်ခိုင်ချက်ဆုံးသွားပြီးတဲ့နောက်ပိုင်းဒေါ်ကြည်ကြည်မှုကိုစိတ်ဝင်စားလာပါကြီးရဲ့ဆိုပြီးကျွန်တော်အိမ်ကိုဆက်ဆက်မြမြရောက်လာသူကတော့ကျော်နိုင်ဆိုးဆိုတဲ့လူငယ်တစ်ယောက်ပါပဲကျော်နိုင်ဆိုးဟာ ရန်ကုန်စစ်မှုတပ်ကူကနေပြီးပွဲရခဲ့တဲ့သူကအသက်30ဝန်းကျင်ပါပဲတရုတ်မြန်မာကဗျာသူမိဘတွေကဘရင်တော်ပွဲရုံတွေကကုန်းတွေပါတကယ်တော့ကြုံနိုင်ဆိုးကိုဒီအမှုကိုစိတ်ပါလာအောင်ဆွဲဆောင်ခဲ့သူဟာကုဖုံးအောင်ပဲဆိုတာနောက်ပိုင်းမှာကျွန်တော်သိလာခဲ့ပါတယ်ကြုံနိုင်ဆိုးဟာလူငယ်ခေတ်ပညာတတ်မှုဒီအလုပ်ကိုလုပ်သင့်တယ်မလုပ်သင့်ဘူးလို့ကျွန်တော်မပြောတာပါဘူးပူဆိုးတာက အဲ့ဒီချိန်မှာကျွန်တော်ဟာချူချူတက်တက်ဖြစ်နေသူမျိုးငွေကြီးစိုက်ထုတ်မဲ့သူလုံးနေတာအမှန်ပါပဲကျောင်းတိုင်းဆိုးဟာကျွန်တော်နဲ့လားတွေ့ပြီးဒေါ်ကြီးကြီးမှုဟာကျွန်တော်လက်ရည်နဲ့ဆိုရင်တေးကြပေါက်ပြီးမြောက်နိုင်တယ်လို့သူယုံကြည်တဲ့ဗျာဒီတော့သူငွေစိုက်ထုတ်မယ်ကျွန်တော်ကကြွန့်ကျင်မှုကိုရင်းရမယ်အကျိုးမြတ်ရဲ့25ရာခိုင်နှုန်းကိုကျွန်တော်ခန်းစားစီရမယ်ဆိုတဲ့နှုတ်ကပိနဲ့အလုဆက်လုကြရောဆိုရတော့ဗျာတကယ်တမ်းအလုလုတဲ့အခါကျတော့ကျောင်းတိုင်းဆိုးဟာ ဝေးရင်ငွေနီကိုထင်သလောက်တလုံးတစ်ခဲတည်းမထုံနိုင်တာကြောင့်ကျွန်တော်ထင်တိုင်းမပေါက်ခဲ့ပြန်ပါဘူးကျောင်းတိုင်းစိုးကငွေတစ်ခါထုတ်ရင်စေသိမ့်ထဲမပူပါဘူးဒေါ်ကြီးကြီးမိသားစုလူယုံတမကြီးကိုထောက်ပံ့ရဌာနဆိုင်ရာတွေမှာဝင်ရထွက်ရမှုအကျိုးမြတ်ကဘယ်စီနေမှမသိသေးပေမဲ့တကယ့်ကိုငွေကုန်လူပန်းအလုပ်ပါပဲဒါပေမဲ့ကျွန်တော်ဘက်ကတတ်နိုင်နေများအဆင့်တော်တော်များများကိုလုံနိုင်ခဲ့ပါတယ်ကျောင်းတိုင်းစိုးနဲ့အတူတွေ့လို့ပြီး6လလောက်ကြာမှာ တရရဲ့လူတော်ကြီးကြီးရဲ့လွဲစားတဆောင်တည်းကိုပဲတုံးပြီးကျွန်တော်ရဲ့ကြွန့်ကျင်မှုတွေကိုပေါင်းဆက်လိုက်တော့အမှတ်35အေမြေကွက်အတွက်ငှားရက်ကပြချခြင်းကိုရက်ဆိုင်စီဆိုတဲ့ရုံးမိန်စာထွက်လာတဲ့အဆင့်ကိုရောက်လာပါတော့တယ်ဆူလိုတာကအဲ့ဒီမြေကွက်ဟာအစိုးရရဲ့ယာယီမြေသိမ်းစင်းကနေပယ်ဖျက်လိုက်ပြီဆိုတဲ့သဘောပါပဲဒီအဆင့်ကိုရောက်ဖို့အတွက်မြို့ရွာနယ်ဥယျာဉ်ဦးစီးဌာနဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ချားရေးဝန်ကြီးဌာနတွေကို ခြေတူအောင်ခော့ခော့ခါပေးကန်းဝင်ထွက်ပြီးခေါင်းထဲမှာမိထပွင့်မတက်အကြံဉာဏ်တွေထုတ်လုံလဥဒ္ဓဟာတွေပြုတ်ခဲ့ရတယ်ဆိုပါတော့အဲ့ဒီမြေခွက်ကိုအစိုးရရဲ့မြေသိန်းစင်းရင်ကနေပယ်ဖျက်လိုက်တဲ့အကြောင်းမြို့ရွာနဲ့ဥယျာဉ်ဦးစီးဌာနကညွှန်ကြားမှုချုပ်ကိုတိုင်လက်မှတ်ရေးထိုးပြီးအခြားဌာနဆိုင်ရာရှိခုကိုဖြန့်ဝေရမှာမို့စုစုပေါင်းမိတ္တူကိုးဆောင်ရှိတဲ့ရုံးစာအလုံးဟာကျွန်တော်လက်ထက်ကိုရောက်လာပါတော့တယ်အဲ့ဒီညနေမှာပဲစာရေးကိုယ့်ကို ကျွန်တော်ကရုံးစပွဲမှာတင်ထားပြီးရှစ်ဆက်လို့ရမယ်အစီအစဉ်တွေအတွက်ကြုံတိုင်းဆိုးနဲ့တိုင်မြို့မှုလှန့်ခေါ်လိုက်တော့နိုင်ဝဲလောက်အတွင်းရောက်လာပါတယ်ကျွန်တော်ကစာအုပ်တွေကိုထုတ်ပြပြီးဒေါ်ကြီးကြီးမှုတွေဟာမကြခင်စသင်းကန်းကိုရောက်တော့မယ်ဆိုတဲ့အကြောင်းဝန်တာအာရကြီးညာလိုက်ပါတယ်ကြုံတိုင်းဆိုးဟာစာအုပ်တွေကစာတွေကိုဖွင့်ဖက်ပြီးဂရုမင်းရင်တော်ဖြစ်နေရှာတဗျာကျွန်တော်ကတော့သူကမြဝန်တာရှာလို့ဖြစ်နေတယ်လို့ထင်ခဲ့မိပြီပဲကျွန်တော်ထင်အမှားကြီးမှားတယ်ဆိုတာ နောက်တနေ့မှတီးလိုက်ရပါတော့တယ်ဖြစ်ပုံကတော့ကျော်နိုင်ဆိုးဟာနောက်တနေ့နေ့လေကျွန်တော်ရုံးမှမရှိတော့ရုံးကောင်ဖြစ်ကြံခဲ့တဲ့ကျွန်တော်ဒူတော်မောင်ကိုယုံသွင်းပြီးအစိုးရရဲ့ယာယီမြေသိမ်းအမိန့်ပယ်ဖြတ်ကြောင်းရုံးစာတွေကိုအပြောက်ရိုက်သွားလို့ပါပဲဗျာဟွန်းလောကကြီးမှာလောဘစိတ်ဆိုတာတဲကြောက်เสียကောင်းတကူကျွန်တော်လဲယုတ်တည့်ရဆိုတော့ပြာရခက်သွားပြီးကျွန်နိုင်စုစီကိုဖုံးဆက်ပြန်မပေးရင်တရားစွဲမယ်ပါ냐ရှောက်ပြုံမိပြီမယ် တကယ်တမ်းတရားဥပဒေရပြောကြကြေးဆိုရင်ဒီမှုဟာကျွန်တော်နဲ့လာလာမှမပတ်သက်ဘူးဆိုတာတဖြည်းဖြည်းတွေးမိလာပါတယ်။ကျွန်တော်ဆိုကတော့အသာစီးရနေတဲ့လေသံနဲ့ကြက်တဲ့လမ်းကတက်ခဲ့ပြီတော့လို့ကျွန်တော်ကတုံ့ပြန်ခဲ့ပါတယ်။နောက်ပိုင်းမှာဆက်ပြီးတိလာရတာကကျွန်တော်ဆိုရဲ့နောက်ွေကနေကျိုးကင်နေသူဟာကျွန်တော်မိတ်ဆွေရှေ့နေကြီးဥဇော်မျိုးဝင်ဆိုတာပါပဲ။အဲ့ဒီမြေခွန်းနဲ့ပတ်သက်လို့အစိုးရလက်ထက်ကဆွန့်လွတ်တဲ့စင်ကိုရောက်တာနဲ့ပွဲပြီးပြီ။ တက်ခိုင်ကိုဖယ်လိုက်တော့လူဂျုံနိုင်စိုးကိုတိတိကျကျလမ်းညွန်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဗျာလောကကြီးမှာဆရာဟာဆရာပါပဲ။လူစွမ်းလူစားဆိုတာအခက်ခဲတွေ့ကြုံမှာပေါ်လာတဲ့ပါရမီမျိုးထင်ပါရဲ့။ဂျုံနိုင်စိုးကျွန်တော်စီကနေစာရေးကိုယ်ရေးယူသွားပြီး36နာရီကြာမှာအလားတူမူရင်းစာရေးကိုယ်ရေးဟာကျွန်တော်လက်ထက်ကိုထပ်ပြီးရောက်လာပါတော့တယ်။ခမရအံဩသွားသလား။ရိုးရိုးလေးပါဗျာ။ ဒီစာရိုက်တွေကိုကြုံနိုင်စုစီကပြန်မြန်နိုင်တာတေချာနေတာကြောင့်ဘယ်နေရာကနေထက်ရနိုင်မလဲခေါင်းကြီးနဲ့စဉ်းစားလိုက်တဲ့ခါမှာတော့ဒီစာရိုက်ကိုထုတ်ပြလိုက်တဲ့မြို့ရောင်နဲ့ဥဝင်ဥစည်းညွှန်ကြားမှုချုပ်ကိုပြင်မြင်လိုက်ပါတော့တယ်ဒီတော့ကျွန်တော်လဲအဲ့ဒီစာရဲ့မူရင်းအပါဝင်တခြားယုံတွေကိုဖြန့်ဝေရမယ်မိတ္တူတွေပျောက်ဆုံးသွားပါတယ်ဆိုတဲ့အကြောင်းရှောက်လွားတဲ့ဆောင်ရေးပြီးညွှန်ကြိုးရဲ့ကိုယ်ရေးအရာရှိစီကျွန်တော်တကြွနဲ့လူမှုဆက်ဆံရေးပညာနဲ့ဝင်လိုက်ထွက်လိုက်တဲ့အခါမှာတော့ ိုရဲ့အရာရှိကဒါလေးများဘာလျှောက်လာမှမလိုပါဘူးဗျာအစ်စ်ထုတ်ပြီးမှဖြစ်မယ်ဆိုပြီးကျွန်နိုင်စုယူသွားခဲ့တဲ့စာရေးကိုယ့်အိတ်ကိုအစ်စ်ပြန်ရိုက်ပေးလိုက်ပါရောဗျာတမင်ဆယ်လန်းကြားတလန်းဆိုတဲ့စကားကိုခမရကြားဘူးတယ်မဟုတ်လားနောက်ပိုင်းတော့ကျွန်တော်နဲ့ကျွန်နိုင်စုဟာစာရေးကိုယ့်အိတ်ကိုစီနဲ့တယောက်ချီလန်းတယောက်အကဲခတ်နေလိုက်ကြတာသုံးလားလောက်ကြားသွားချိန်မှာတော့ကျွန်တော်ဟာဇဝင်းဦးဆိုတဲ့မောင်နဲ့မိတ်ဆွေတယောက်ကနေတဆင်ရင်းနှီးလာပါတော့တယ် အဲ့ဒီဇဝင်းဦးဟာဒေါ်ကြည်ကြည်မှုကိုစိတ်မဝင်စားပေမဲ့သူနဲ့ပတ်သက်တဲ့အဆက်အသွယ်ကနေတဆင်ဒေါ်ကြည်ကြည်အမှုကြီးဇသိမ့်နိုင်မှုအကြောင်းကံမမျော်လင့်မဲ့ဖမ်းလာပါတော့လေဒီနေရာမှာဇဝင်းဦးအကြောင်းကလည်းစိတ်ဝင်စားစရာကောင်းမြန်ရဲ့ဗျာဇဝင်းဦးရဲ့ဖေဟာစေတန်းဆောင်မွေးရဲ့အတွက်တိကျမေကွန်းအဖြစ်ပြီးစာအုပ်ရရောင်းပြီးနိုင်ငံကျောနေတယ်ခန့်ငော်ရွှေ့ပြီးဥဒန်းထုံးပေါ့ဗျာဇဝင်းဦးကကျွန်တော်ထက်၃နှစ်လောက်ငယ်ပါတယ် စကားမဆက်ပြောရရင်သူဟာကင်စားရဲ့နာမည်ကြီးတချင်းကစ္စပန်ဒီလိုင်းတံကိုရေးတဲ့တချင်းရေးဆရာမောင်မောင်ဆန်းဆိုတဲ့မောင်နဲ့ငယ်တငယ်ချင်းများနောက်ပိုင်းမှာတော့ကျွန်တော်နဲ့မောင်မောင်ဆန်းကလည်းအတော်ခင်မင်သွားခဲ့ကြပါတယ်သူကရခိုင်သူကြီးဗျတကူတဲ့လူမျိုးကြီးသူ့အဓိကအလုပ်ကတော့ဇုံမင်းဦးသားသမီးတွေကိုတငယ်ချင်းတန်ရုံးစင်နဲ့ဝေယဝိဇ္ဇလိုက်လုပေးနေရှာတယ်ဗျာဇုံမင်းဦးရဲ့ဇယားဟာ ကျွန်တော်နဲ့နည်းနည်းဆင်တယ်လို့ပြောရမယ်။သူကလည်းအကွက်သမားပါပဲ။သူနေရာတော်တော်များများမှာကာယခွန်အားကိုမတုံပဲခေါင်းသုံးတဲ့အကျင့်ရှိတာကိုကျွန်တော်သတိပြုမိပါတယ်။သူ့ခွင်နဲ့သူ့လိုက်မှာတော့သူလက်ဆရာတဆူပါတကူးလို့ဆိုရမယ်ထင်ပါရဲ့။အဆက်အသွယ်တော်တော်ကောင်းပြီး မထင်မှတ်ထားတဲ့အကွက်ကလေးတွေရွှေ့တဲ့နေရာမှာနာမည်တလုံးနဲ့လူဆိုပါတော့ဇုံဝင်းနဲ့ကျွန်တော်တွေ့ချိန်မှာ ကျွန်တော်ဟာဘဝပြတ်နေချိန်မှုသူကျွန်တော်ကိုကူညီခဲ့တာတွေကို တတိယပြုတ်ပြကျင်ပါတယ်မမရဲ့တခုကတော့ပဲဒီစိန်ရောင်းဝယ်စာချုပ်တခုကိုမြမစီပွားရေးဥပိုင်လီမိတက်နဲ့ချိတ်ပြီးပြည်ဝကိုပို့ဖို့ဝင်တခုရက်ခဲ့တဲ့ကိစ္စပါပဲဗျာမှန်ရကူဝင်ခံရရင် ကျွန်တော်ဟာပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာသာလူလယ်ဖြစ်နေပေမဲ့ပြည်ဝပို့ကုန်အဆင့်မှာတော့ကျွန်တော်ဟာကာကြီးခါကူရဲ့အဆင့်တောင်မရှိသေးဘူးလို့ဆိုရပါမယ်အဲ့ဒီအချိန်မှာဇဝင်းဦးက Expo Live မှာဆရာကြီးတစုဖြစ်နေခြင်းပေါ့ ပထမဆုံးအနေနဲ့သူကကျွန်တော်ကိုကလကတားကနေရန်ကုန်မှာရုံးွက်လာဖွင့်တဲ့အိန္ဒိယလူမျိုးပဲကုန်တဲ့တယောက်စီခေါ်သွားပြီးပဲဒီစင်ရောင်းစရာရှိတဲ့ကုန်တယ်ကိုခေါ်လာပါပြီလို့မိတ်ဆက်ပေးပါလေရောတကယ်တော့ကျွန်တော်စီမှာပဲဆိုလို့အိမ်မှာပြုတ်စားစရာတောင်မရှိပါဘူးဗျာအဲ့ဒီပဲကုန်တယ်ဟာဇဝင်းကိုဘလောက်ယုံတယ်လဲတော့မပြောတတ်ဘူးဈေးစကားအနည်းချင်းပြော့ပြီးကျွန်တော်ကုမ္ပဏီနာမည်နဲ့ပဲဒီစင်ရောင်းွယ်စာချုပ်တစ်စောင်ချုပ်ပေးလိုက်ပါတော့တယ် စာဆုပ်ချုပ်ပြီးတပတ်လောက်ကြာမှအဲ့ဒီပဲရီစင်ရောင်းဝယ်အတွက်အိန္ဒိယဘဏ်တစ်ခုကနေအမေရိကန်ဒေါ်လာ2သိန်းကျော်တန်ဖိုးရှိတဲ့အကျိုးငွေချေလွာ SC တဆောင်ရောက်လာပါတော့တယ်ဒီမှာရင်ဇဝင်းဦးရဲ့အစီအမံတိုင်းမြမစီပွားရေးဥပိုင်လီမိတက်ကိုသွားအဲ့ဒီ SC ကိုပြပြီးကျူတင်ငွေထုတ်ပြီးဘူးညှိနှိုင်းကြရော်ဆိုပါတော့ညှိနှိုင်းတယ်ဆိုတာကလည်းအခေါက်အခါတွားနေတာကြောင့်ကျွန်တော်ကဥပိုင်အကြောင်းကိုတစားတစားခေစီရင်းကြတိလာရပါတော့တယ် တကယ်တော့ဥပိုင်လီမီတာဆိုတာတက်မတော်သားတွေရဲ့လစဉ်စုဆောင်းငွေတွေနဲ့စစ်တပ်ရဲ့အခွင့်အထူးကိုတုံ့ပြီးထင်ရဆိုင်နေတဲ့မာဖီးယားကကြီးစားပါလားဗျာဟုတ်တယ်ဗျပဲနဲ့အပါဝင်ပြည်ပကိုပို့မဲ့ပို့ကုန်သွင်းကုန်80ရာခိုင်နှုန်းနှိပါကိုအုပ်စုဖွဲ့ပြီးလူဝကြီးအုပ်ထားကြတာကလားခမားနားလည်လို့အောင်ရှင်းပြရရင်ပြည်ပကိုပဲနဲ့ပို့ကျင်တဲ့သူဟာပြည်ပဝယ်လက်ကိုအရင်ရှာရတယ်အဲ့ဒီပြည်ပဝယ်လက်ကထုတ်ပေးတဲ့ RC ကိုပြလိုက်ရင် ဥပိုင်ကငွေထုတ်ပြီးတယ်။ဒါပေမဲ့အဲ့ဒီငွေထုတ်ပြီးတဲ့အချိန်မှာဝယ်လက်ကိုရှားလာတဲ့ရောင်းသူဟာရောင်းသူမဟုတ်တော့ဘူး။ဥပိုင်လီမီတက်ကိုပစ္စည်းပေးသင့်သူဖြစ်သွားပြီ။ဥပိုင်ကရောင်းသူဖြစ်သွားတာပေါ့ဗျာ။ဒါပေမဲ့ထူးဆန်းတာကအဲဒီစီမှာပါတဲ့ငွေတန်ဖိုး80အခိုင်နှုန်းကိုမြမကျက်ငွေနဲ့ကျူရင်ငွေဖြစ်ထုတ်ပေးတယ်ဗျာ။တချို့ပုဂ္ဂိုလ်တွေဆိုကျူရင်ငွေမြမကျက်ငွေတိမ်မောင်းတောင်းချီပြီးထုတ်နိုင်ကြတယ်။အဲဒီစီမှာပါတဲ့နိုင်ငံခြားဒေါ်လာတွေကတော့ ဥဝိုင်စင်းရင်နဲ့ရောက်သွားရုပ်ပေါ့ဗျာမြမငွေသိမ်းမောင်းတောင်းချပြီးထုတ်ပြတာကလည်းသူ့အကွက်နဲ့သူပါပဲဗျာသူတို့အစုတွေကလူတွေဆိုရင်ဘာမှကညမမရှိပဲအသက်လွတ်ထုတ်ပြတယ်သူတို့အစုတွေမဟုတ်ရင်ပဲရောက်မှငွေချင်မဲတို့ပဲကိုလိုက်ကြည့်ပြီးဂူတော်ကိုချိတ်ပိတ်ထားမယ်လို့ဆိုပြီးအเจ้าမြင့်မြတ်ပြရစ်တာပေါ့ဗျာအမှန်တော့ဥပိုင်မှာထင်တိုင်းကျဲနေနိုင်တဲ့အုပ်စုဟာလူဦးရေ6ရောက်ထဲမပူဘူးဗျာကျွန်တော်သိသလား ဒုတိယဗိုလ်ချုပ်မူကြီးကျောတော်နောက်ခံနဲ့ဝင်လာတယ်။ဦးဆိုင်ပညာဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်ရဲ့လူယုံမောင်မောင်သိမ့်နဲ့ဘယ်သူနောက်ကနေရက်ပြီးထားမှမသိရတဲ့ကိုခိုင်ဆိုးဆိုးတဲ့ပုံကူတွေဟာဥပိုင်ရဲ့ခိုင်းဝင်နေပါပဲ။ကျွန်တော်ရမ်းပြောင်းနေရမဟုတ်ဘူးယာ။ကျွန်တော်ဥပိုင်နဲ့ဆက်သွယ်နေရုံပါပဲ။ဥပိုင်ဥက္ခရာဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်ပြုတ်သွားပြီးဒုတိယဗိုလ်ချုပ်ကြီးတင်းအေးတက်လာတယ်။ယာရုအပြောင်းလဲလွတ်လွတ်ချင်းအကျွေးရှင်းနေချုပ်လိုက်တာ။ဦးဆိုင်ပညာ ထိုင်ဆိုးတဲ့မောင်မောင်သိန်းတို့ဟာဥပိုင်ကိုပြန်ဆက်ရမယ်အကျွေးသိန်းမောင်တောင်းချပြီးကိုစီရှိကြတယ်ဗျာတေချာမောက်တိတာဗောဗျာဒုတိယဘုကြီးကြီးတင်အေးရဲ့တူရင်ထောက်လိုင်းရေဘုံမှုမြန်တို့ဟာကျွန်တော်မိတ်ဆွေအရင်ကြီးပဲဒါရင်ဘယ်ဟုတ်အောင်မလဲဘုံမှုမြန်တို့ရဲ့ဆရာထောက်လိုင်းရေဂျီဝမ်ဘုံမှုကြီးမျိုးလွင်နဲ့ကျွန်တော်ကကာလာဂွေစုဘက်တွေမှုဗောဗျာအစမှာတော့အလုံးပဲထောင်ချကုန်းတော့မလို့လို့ ခိုင်ဆိုးတောင်ပြည်ပကိုထွက်ပြေးတယ်လို့လူကြားရပေမယ်။နောက်ပိုင်းတော့ဥက္ကဋ္ဌရတ္တိဒုတိယဘူချုပ်ကြီးလည်းဥပိုင်သင်္ကန်းစာကိုသဘောပေါက်သွားဟန်တူပါရဲ့။ဘာသာမှမကြားရတော့ပဲမိကိုရင်းနဲ့ငိမ့်လိုက်တယ်လို့ငိမ့်သွားတော့တာပါပဲဗျာ။တကယ်တော့ဥပိုင်လီမိတက်ဟာတက်မတော်သားရဲ့ချွေးနှဲစာတွေကိုလောကကြီးကိုအုပ်စုဖွဲ့ထင်တိုင်းကျင်းနေတဲ့အဖွဲ့ကြီးပါပဲဗျာ။နေအောင်မြာဝမှုကြီးမျိုးလွင်နဲ့ဘုံမှုမြတ်တို့အကြောင်းစကားဆက်မိလို့ပြောစရာတခုရှိသေးတယ်။ ဇော်ဝင်းကကျွန်တော်ကိုလက်ကူညီနေတာအကြောင်းမဲ့တော့မဟုတ်ဘူးအတုံးလဲ့လို့ပြောလို့ရတယ်ဗျာဖြစ်ပုံကဇော်ဝင်းညီမတယောက်ဟာတက်စီဒီဇယ်တင်တဲ့ဆေဘင်းကားကြီးတွေထောင်းပြီးအစိုးရတက်စီဒီဇယ်တွေကိုတဲ့ပုပေးနေတဲ့လုပ်ငန်းလုပ်တယ်ဗျာတနေ့တော့အဲ့ဒီဒီဇယ်ကားကြီးတစ်စီးဟာတောင်းကလာပါဗန်မှာကြောင်းစင်းချိန်သူကစိုက်ကားတစ်စီးနဲ့ပြန်လာတဲ့မောင်နှမနှစ်ယောက်ကိုတက်ကြိတ်မိလို့ညီမဖြစ်သူ၆တန်းကျောင်းသူကကားဘင်းရောက်ရောက်သွားပြီးပွဲချင်းပြီးတယ် အခုဖြစ်တဲ့ရှစ်တန်းကျောင်းသားကတော့လက်ကျိုးသွားတယ်ဗျာအဲ့ဒီမူဟာရန်ကုန်မြို့မှာဟိုးလေးတကျော်ဖြစ်သွားတဲ့အပြင်ထောက်လိုင်းကြီးကအမှုကိုဝင်းကင်တာကြောင့်အမှုဟာရှင်းမရအောင်ဖြစ်သွားခဲ့တယ်ဗျာတကယ်တော့တော်တော်ကိုစိတ်မကောင်းစရာပါပဲမိဘဖြစ်သူတွေလည်းယဉ်ကျေးရှာကြမယ်ဆိုတာကိုချင်းဆောင်ပြီးပါရဲ့ဖြစ်ချင်တော့အဲ့ဒီမူဟာဇုံဝင်းဦးကနေတဆင့်ကျွန်တော်စီကိုရောက်လာပါတော့တယ်ရောက်လာရတဲ့အကြောင်းကတော့အဲ့ဒီခြုံတုံးကရန်ကုန်တိုင်းပညာရေးကိစ္စတွေအတွက် ောက်လိုင်းတောင်ဝင်ယူထားရတဲ့သူဟာဝူမူကြီးမျိုးလွင်ဖြစ်နေတယ်ဗျာတကယ်တော့ဝူမူကြီးမျိုးလွင်ဟာလှမ်းမျိုးနယ်မှာရှိတဲ့သူ့အငယ်လေးစီကိုလားနေရင်ကျွန်တော်နဲ့အဆမတန်ခင်းနေကြတာကြာပါပြီရန်ကုန်မြို့ကနမကြီးကာရဝီဆိုင်မှန်သမျှသူနဲ့ကျွန်တော်မရောက်ဖူးတဲ့ဆိုင်ဆိုလို့မရှိသလောက်ပါပဲသူကအဆိုးဝါဒနာအိုးဗျာစမ်းနေရတော့ဘာလို့လဲမတော့တခေါက်တီးတဲ့ဟန်ရှိရဲ့ကာရဝီဆိုင်နေမှာဆိုမိုက်ခရိုဖုန်းကိုလက်ကမလွတ်တမ်းကန်ပြီးထားနေတဲ့တာကြောင့် ျွန်တော်နဲ့သူ့ကိုမိုက်ခဲလို့နာမည်ပေးကြလေရဲ့ဖြစ်ရှင်တော့အဲ့ဒီဘုံမူကြီးမျိုးလွင်ဟာဘုံမူမျက်နှာနဲ့တထနာတဲ့ဆရာတပည့်အရင်ဖြစ်နေပြီးကားတိုင်းမှုကိစ္စက ကလေးတွေရဲ့အမေဟာဘုံမူမျက်နှာရဲ့အမအရင်ဖြစ်နေတယ်ဗျာဒါကြောင့်ဇဝင်းဦးကကျွန်တော်ကိုအဲ့ဒီအမှုကြေအေးပြီးပြက်နိုင်အောင်နားပူပါတော့တယ်အမှန်ပြောရရင်ဒီကိစ္စဟာကာသမရဲ့ပေါ်ဆမှုဆိုတာထင်ရှားပါတယ်ចောင်းစင်းကြီးမှာတိုက်မိတယ်ဆိုတာလဲ ပိုးပြီးမဖြစ်တဲ့ကိစ္စပါပဲဒါပေမဲ့တကယ်တမ်းရုံးတင်စစ်စီလို့အပြစ်ရှိကြောင်ပေါ်ပေါအောင်တော့ထပ်ပြီးအကြောင်းထူလာစရာအကြောင်းမရှိပါဘူးအခုလဲဘုံမကြီးမျိုးလင်ကိုယ်တိုင်ဝင်းကင်နေတာမို့ဂျင်မောင်းကပြည့်တန်ကြီးကြီးကြဖို့တရားနေတဲ့ပြင်ကားပိုင်ရှင်တွေပါလုပ်ငန်းထိခိုက်သွားနိုင်ပါလေဇဝင်းဥရုဘကအမှုကြည်အေးမယ်ဆိုရင်ထရိုက်တနံနစ်နာကြီးပြေးရောပါမယ်ဆိုတဲ့ဂရီစကားကြောင့်ကျွန်တော်လဲမလွဲတာမရှောင်တာ အဲ့ဒီမူထဲမှာစီးဆက်ညှိနှိုင်းသူဖြစ်ပေါင်ဝင်လာရပါတော့တယ်ပထမဆုံးအနေနဲ့စားသောက်ဆိုင်တစ်ခုမှာဘုံမူကြီးမျိုးလွင်ကိုအကျိုးအကြောင်းရှင်းပြတော့သူကကုမြတ်နူးနဲ့တိုင်ပင်လိုက်ပါလို့မိစိမ့်ပြပြာဒါနဲ့ဘုံမူမြတ်နူးအိမ်ကိုလိုက်သွားပြီးကြေးရကြီးချောင်းရှင်းမျက်နှာနောက်ထားပြီးပြောရပါတော့တယ်ကုမြတ်နူးကစာသမားပေးသမားဗျာတကယ့်ကိုစိတ်ရင်းတည်ငြိမ်အေးစီးတဲ့သူကထောက်လိုက်ရင်ဘုံမူဆိုပေမဲ့အရာရှိလိုင်းကမှနေနေတာမို့ ပြည့်ပြည့်စုံစုံဘဝမျိုးမဟုတ်ချောင်ပါဘူးကျွန်တော်နဲ့တွေ့တိုင်းလူလူသူကသူမုံချောင်ွားလို့နာမည်တက်တဗျာမုံချောင်ွားဆိုတာမြမအတန်ကလာတဲ့တရုတ်ကဇလန်းတွေတခုတည်းကဇက်ကောင်ရဲ့နာမည်ဗျာအဲ့ဒီမုံချောင်ွားဟာထမင်းချက်တဲ့ဇရိုခဲဘဝကနေသူနဲ့ရုပ်ချင်းတူတဲ့ဘရင်နေရာမှာဇလန်းသဘောအရာအစားထုတ်ဝင်ဟန်ဆောင်ရတဲ့အခါသူကလှုပ်ချင်တာကဇရိုခဲလှုပ်နေရတာကဘရင်လှုပ်မှုအကုန်လွဲ့လွဲ့ချွတ်ချွတ်ဖြစ်ပြီး ဘရင်ဘွားမှာမပြိုပိုက်တဲ့သူပေါ့ဗျာအမှန်တော့ကုမြန်တို့ဟာထောင်လိုင်းရာရှိဖြစ်လုံနေရပေမဲ့သူဝါသနာပါရအလုံးမဟုတ်တဲ့အကြောင်းအတော်ကလေးနဲ့ပြောခဲ့တာပေါ့ဗျာကုမြန်တို့အဲ့ဒီလိုလူမျိုးဖြစ်တာကြောင့်ကျွန်တော်ဟာတုတ္တမအမှုကိုဝင်းသာပြောနေရတယ်မျက်နှာဘယ်ထားမှမသိတာအမှန်ပါပဲဗျာအမှုအကြောင်းကျွန်တော်ပြောပြလို့ကျွန်တော်နဲ့အဲ့ဒီအမှုပတ်သက်နေရကိုကုမြန်တို့သိသွားတဲ့အခါတပြင်းရှိကြီးကိုခြံရင်ဒီလိုပတ်သက်နေရင်လေ ကုသခံကိုယ်တိုင်ကျွန်တော်အမအိမ်ကိုလိုက်သွားပြီနားချလိုက်ပါဗျာကျွန်တော်လည်းကျွန်တော်အမကိုကြေးရကြေးချောင်းကျူးပြော့ထားပေးပါမယ်ဒါပေမဲ့တခုတည်းထားပေးဖို့ကငွေကြေးကိုတော့ရှည်တန်းတင်မပြောပါလိမ့်နေတယ်ကျွန်တော်လည်းဇုံဝင်းကြီးရဲ့ရောက်ခွာကုမြတ်သူနဲ့အတူကုမြတ်တို့လမ်းညွှန်ချက်အတိုင်းကားအတက်ခံရတဲ့ကလေးတွေရဲ့အမေကုမြတ်တို့အမအိမ်ကိုရောက်ခဲ့ပါတော့တယ်သူ့အမအိမ်ရောက်တော့ကုမြတ်တို့ဖုံးဆက်ထားတာကြောင့်ကျွန်တော်တို့ကကလေးတွေရဲ့အဖေက ကောင်းကောင်းမွန်မွန်စကားလက်ခံပြောချပါတယ်အမေလို့သူကတော့စိတ်တော့ကကြီးစွာရောက်နေတဲ့ပုံနဲ့ကျွန်တော်တို့ကိုစကားဟာမပြောပါဘူးဘူးကြီးစိတ်မကောင်းเสียကိုချင်းစားเสียဖြစ်လာတာကကလေးတွေရဲ့အမေကကျွန်တော်လိုပဲဆရာအတက်တင်စင်အလေတမ်းမြတ်ကျောင်းဆရာမှာဖြစ်နေပြီကလေးတွေရဲ့အဖေဟာကျွန်တော်နဲ့အင်းစိန် GDI ကတနေ့ထက်ဆင်းနေဖြစ်နေကြတူရတူတူပြောရရင်ကိုမြတ်နှုတ်ရဲ့နားချမှုကြောင့်ကားတိုက်ခံရတဲ့ကလေးတွေရဲ့မိဘတွေဟာ အမှုကိုကြည်ရို့သဘောတူခဲ့ပါတယ်။သဘောတူစဉ်ကငွေအကြောင်းကြည့်ကြအောင်တလုံးတစ်ပါးတည်းမှမပြောခဲ့ရပါဘူး။ကလေးတွေရက်လက်တဲ့နေ့မှာတော့ငွေစည်သိန်းကုငွေအဖြစ်ပို့ပေးဖို့ကုမြတ်သူကိုလွတ်လိုက်ရပါတယ်။အေးဗျာကျွန်တော်တို့လူမျိုးဟာ တကယ်ကိုခွင့်လွှတ်နိုင်အောင်ကြီးမားတဲ့လူမျိုးပါလားဆိုတာသိလိုက်ရတဲ့အပြင်ကိုယ်တိုင်သာကလေးတွေမိဘနေမှာရှိနေခဲ့ရင်ဒီလိုခွင့်လွှတ်နိုင်မှာမလားဆိုတာကိုကူကိုပြန်ပြီးမေးခွန်းထုတ်မိတဲ့အထိပါပဲ။ အဲ့ဒီနောက်ပိုင်းတော့ဇဝင်းဦးရဲ့အတိုင်းဝိုင်းကြမှာကျွန်တော်ကအရာရောက်သူတယောက်ဖြစ်လာပါတော့တယ်အထူးသဖြင့်ဇဝင်းဦးရဲ့အိမ်တော်ကြီးကိစ္စမှာပေါ့ဇဝင်းဦးရဲ့အိမ်တော်ကြီးကတော့အတော့ကိုရွှေရွှေထွေထွေနိုင်နေပြောရမယ်ဗျာသူများအိမ်တော်ကြီးဝင်ပြီးဆက်ဆူရတာမဟုတ်ရပါဘူးဗျာကျွန်တော်ဘဝဘေးကံတိုင်းသူတို့လင်မယားအကြမ်းမှာဈာဝင်ညက်မိတာပါဇဝင်းဦးရဲ့မိမနာမည်ကမိမိတဲ့ကျွန်တော်နဲ့စပြီးခင်မင်ကြီးတုန်းကသူတို့မှာငါးနှစ်အရွယ်သားတစ်ယောက်နဲ့ သုံးနှစ်ကျော်ရွယ်သမီးတယောက်ရှိလေ။ဇော်ဝင်းဦးနဲ့မိမိဟာဘန်ကောက်မှာတွေ့ကြပြီးချက်ချင်းဆိုသူလိုလက်ထပ်ခဲ့ကြတယ်ဗျာ။ဒါကြောင့်မို့ထင်ပါရဲ့။ဇော်ဝင်းဦးကတာရီသမီးရဲ့အိမ်တော်ကြီးဘက်ကိုတိတ်ဆိတ်ဝင်စားရမပြသလိုမိမိကလည်းတကယ့်တစွထူတယူတယ်မှာပဲဗျာ။ဇော်ဝင်းဦးကငွေရှာဖို့တခုသာခေါင်းထဲရောက်နေတယ်လို့မိမိကလည်းအိမ်တော်ကြီးရဲ့ကိစ္စတွေကိုချက်ခနဲ့လောက်တော့စိတ်ဝင်စားရမပြပါဘူး။တနေ့တော့ဇော်ဝင်းဦးလင်မယားစီက မမင်းလောက်စီချပြီးဖုံးဝင်လာပါတယ်။ဖုံးဆက်ရတဲ့အကြောင်းကတော့အကြောင်းအရာထက်တူဖြစ်နေပါတယ်။သူတို့လူများကွာရှင်းကျင်လို့တတ်သိဖြစ်မြို့နယ်တရားရုံးကိုလိုက်ခဲ့ပေးပါတယ်ဗျာ။လူများကြမှာကိုယ်ဝင်ကောင်ဝင်ဖြစ်ကြတာဟာကျွန်တော်တို့အဆမ်းမဟုတ်လာတာကြောင့်သူတို့လူများကိုတနေရာစီမှာတွတ်တွေ့ပြီးအကျိုးအကြောင်းမေးလိုက်တော့တယောက်တူတန်ထွက်လာစီဗျာ။မိမိစကားအရဇော်ဝင်းဖောက်ပြန်နေရကြာပြီးဖြစ်ကြောင်းဇော်ဝင်းကအပေါ်ယံကြည့်ရင်လူကောင်းထင်ရပေမဲ့ ူမဆန်တဲ့စိတ်ရှိတဲ့အကြောင်းဇဝင်းပေါ်သူ့အမြင်မကြည်လင်တာကိုဇက်စုံခင်းပါလေအလားတူပါပဲဇဝင်းနဲ့တွေ့ပြန်တော့မိမိဖောက်ပြန်နေတဲ့အကြောင်းသူ့ပေါ်လင်သားတယောက်အနေနဲ့စိတ်ထားမရှိကြောင်းမဆွဲလန်းတဲ့လူကိုဆွဲလန်းနေကြောင်းစွဲချက်တွေပြန်တင်မြန်ပါလေဒါနဲ့ကျွန်တော်လည်းညံမီတလောက်ဆေးဆက်ပြီးတဲ့အနေနဲ့ဒါဆိုလဲဘင်းတို့လင်မယားခဏခွင့်နေကြည့်လိုက်ကြဆိုပြီးအလွယ်ဆုံးပြန်ပေါင်းထုတ်တဲ့နည်းကိုအကြံပြုလိုက်ရပါတယ် ဟုတ်တယ်လေ။ကွဲမဲ့ကွာမဲ့ဆိုတဲ့လင်မယားတော်တော်များများဟာခွဲနေပြီးတလတော်မပြစ်ခင်လင်မယားတန်ရုံစဉ်သာသမိတန်ရုံစဉ်နဲ့ပြန်ပေါင်းသွားရကြတာပဲမဟုတ်လား။ဒါပေမဲ့ဗျာဇုံဝင်းလူလင်မယားကိစ္စမှာတော့အဲ့ဒီယူဆမှနေဗျာ။ကျွန်တော်ရဲ့ချွေးညံတော်စူးရောက်ချက်အတိုင်းသူတို့လင်မယားခွဲနေလိုက်ကြတဲ့အချိန်မှာဇုံဝင်းကစူးစူးရွေဆိုတဲ့လေရင်မဲတယောက်နဲ့တွဲခုတ်နေပြီးမိမိကတော့နမေကျော်အဆိုတော်ခိုင်ထူးနဲ့ဒွိယံဒွိယံ ူစီတွဲခုန်နေကြသည်ဗျာဘယ်ကလာနေစုံတစ်ဖြာကြားရမှာလဲဗျာကျွန်တော်မျက်စိနဲ့တက်အကူမြင်ပါတယ်မြင်မှာပေါ့ဗျာဇဝင်းကူတိုင်းကကျွန်တော်ကိုစူးစူးရွှေနဲ့မိတ်ဆက်ပေးတယ်မိမိကူတိုင်းကကျွန်တော်ကိုခိုင်ထူးနဲ့အသီးသီးမိတ်ဆက်ပေးကြသကူတကယ်ဆိုခိုင်ထူးကလည်းလက်ရှိအိမ်တော်နဲ့ဗျာကျွန်တော်တို့သူတို့လင်မယားကိုထူးတွေတက်ရတော့ဆိုတဲ့စီးရင်ထဲမှာထည့်လိုက်ရပါတော့တယ်နောက်တစ်လကြော်ကြာမှလည်း သူတို့လူများတရားဝင်กว่าရှင်းနိုင်ဘူးကျွန်တော်ကနောက်ဘူးကြပြန်ပါလေလင်းกว่าမရกว่าကိစ္စဆိုအောင်မင်းကိစ္စပြီးကနေကစိတ်ပြတ်သွားခဲ့တာကြောင့်ကျွန်တော်မသိအောင်စောင်းနေလိုက်ပြီမယ်သူတို့လူများဟာသူတို့အစီအစဉ်နဲ့သူတို့ကြီးမြင့်နိုင်မြို့နယ်တရားရုံးမှာกว่าရှင်းလိုက်ကြပါတော့တယ်သူတို့လူများမกว่าရှင်းငယ်လေးမှာဇဝင်းဟုကလေးတွေမျက်နှာကြည့်ဖို့မိမိကိုယောက်ျားနဲ့အပြိုင်အရွယ်မတိုက်ဖို့အတန်တန်နားချပြီမယ်အချီးနှီးပါပဲဗျာ တကယ်တော့လင်မယားဆိုတာဘယ်လူတရားရုံမှာပဲကွာထားကွာထားပြန်ပေါင်းခြင်းအလွယ်လေးပါဗျာဒါပေမဲ့သူတို့ရေစက်ကုန်ကြပြီလို့သာကျွန်တော်သဘောပိုက်လိုက်ရပါတော့တယ်ဇလန်းကဒီမှာတင်မရက်သေးဘူးဗျာဇဝင်းဦးကမိမိနဲ့ကွာရှင်းထားတဲ့စာချုပ်ကိုပြပြီးစူးစူးရွှေနဲ့လက်ထပ်ပေးဖို့ကျွန်တော်ကိုနားပူပြန်ပါတယ်အဲ့ဒါလို့အပူပြင်းနားပူရတဲ့အကြောင်းရင်းကလည်းဇဝင်းဦးနဲ့စူးစူးရွှေဟာပကံညာဦးဘက်ကိုအလေသွားကြရင်ကောင်းမောက်ရွာကနေ စူးစူးရွှေရဲ့တင်မဆုံယူကျိုးသွားတာကြောင့်အာရှတော်ဝင်စည်းကမ်းမှာတင်လာရလို့ပါပဲတက်တက်ဆန်ဆန်ဖြစ်ကျင်တော့စူးစူးရွှေအာရှတော်ဝင်စည်းရုံကိုရောက်နေချိန်မှာဇုံဦးရဲ့သမီးအငယ်လေးကလည်းတွေးလွန်တကွေးကြောင့်အာရှတော်ဝင်နဲ့မလမ်းမကန်းကစာကူရာစည်းရုံမှာရောက်နေပြန်ရောဗျာကျွန်တော်မှာနံပါတ်စလုံးနဲ့တရင်တင်းတင်းဖြစ်နေတာကြောင့်ဇုံဦးသမီးရှိရာစာကူရာကိုပြေးလိုက်စူးစူးရွှေရှိရာအာရှတော်ဝင်စည်းရုံကိုပြေးလိုက်နေမိသားစုနှစ်စုကြာမှာကြားညက်တယ်လို့ဖြစ်နေပြန်မှာတော့လေ ခတ်နေတာကစူးစူးရွှေဆေးရုံတက်နေရတော့အိမ်ကမပြန်နိုင်တဲ့အကြောင်းစူးစူးရွှေမိဘများက လူပြောက်တိုင်တယ်လို့လူအတန်ထွက်နေပြန်တာပါပဲဒါကြောင့်ဇော်ဝင်းဦးကသူနဲ့စူးစူးရွှေကိုဆေးရုံပေါ်မှာအပူဒီပြင်းလက်ထပ်ပြီးကိုကျွန်တော်ကိုကြားပိန်တွေတွေ့ပါတော့တယ်ဟုတ်ကဲ့အပိုင်း58ကိုဒီမှာပဲခိတ္တကျန်နာဝင်ပြပါခင်ဗျာလာမယ့်အပိုင်း59ကိုလည်းစောင့်မြော်ပြီးအားပေးကြပါဦးလာရောက်အားပေးနားဆင်ကြတဲ့သောတာရှင်ပေါင်းကို ကျေးဇူးများဤတင်ပါရခင်ဗျာမြန်မာပြည်သူပြည်သားများအားလုံးဘေးရန်ဒီအမျိုးမျိုးမှအမြန်ဆုံးကင်းဝေးကြပါစေခင်ဗျာ